ုံးနံပါတ်နဲ့အီးမေးလ်မလိုပေနဲ့နောက်ထပ် Facebook profile account တခုထပ်ဖွင့်တဲ့နည်းလမ်းကိုပြောပြပေးမှာဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ကိုယ့်ရဲ့ Facebook account ထဲကိုဝင်သွားလိုက်ပါ။ menu လေးထဲကိုတစ်ချက်နှိပ်လိုက်ပါ။ create new profile or face ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါ။ခုနလေးက next next ကိုနှိပ်သွားလိုက်ပါမယ်။ကျွန်တော်ကတော့ get started နေရာကိုထပ်ပြီးတော့နှိပ်လိုက်ပါ။ profile name နေရာမှာကိုအဆုံးပြုမဲ့ Facebook account နာမည်ပေးလိုက်ပါ။နာမည်ပေးပြီးသွားပြီဆိုလို့ရှိရင် continue ကိုနှိပ်သွားလိုက်ပါ။ create profile ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါ။ကဲဒီလိုလေးပို့လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ Facebook account profile ပုံတွေကျွန်တော်တို့ upload တင်လို့ရတယ်ပြီးတော့ cover ပုံတွေကိုကျွန်တော်တို့ upload တင်လို့ရပြီဖြစ်ပါတယ်။ကဲကျွန်တော် profile ပုံတွေ background ပုံတွေတင်ပြီးသွားဆိုလို့ရှိရင်တော့ next connect လိုက်ပါ။ ကြည့်လူလေးပို့လာရင်ကျွန်တော်တို့ကိုယ့်ရဲ့ main account မှာရှိတဲ့တငွေချင်းတွေကိုဒီအမှန်ချစ်ကလေးနှိပ်ပြီးတော့ net ကို net ပြီး air friend လောက်တွားနိုင်ပါတယ်ကျွန်တော်ကတော့ air friend မလောက်တော့ပါဘူး net ကိုပဲကျွန်တော်နှိပ်တွားလိုက်မယ် continue ကိုကျွန်တော်နှိပ်တွားလိုက်မယ် group ပြီးပါရှိတယ်ဆိုလို့ရှိရင်လည်းတစ်ခါလဲ join နိုင်တယ်အမှန်ချစ်ကလေးကိုနှိပ်ပေးလိုက်ပါ join မယ်ဆိုရင် net ကို net ပါ net ကို terminate လိုက်ပါ not now နှိပ်ပြီးတော့ down နှိပ်လိုက်ပါ โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ Facebook profile account တစ်ခုကြာရောဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေပါစေခင်ဗျာ